ယမန်ရှိဟူတီများသည်လက်စားချေတိုက်ခတ်မှုများစွာပြုလုပ်ခဲ့သည်အဆိုပါတိုက်ခတ်မှုများသည်အမေရိကန်စစ်တပ်များနှင့်အစ္စရေးတီနီယာများကိုပြင်းထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ရတ်စ်အီရှာယင်နန်စစ်ကံကိုအမေရိကန်ကလူအသေးပေါများနှင့်လေကြောင်းတိုက်ခတ်မှုအပြီးတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဒီတိုက်ခတ်မှုကြောင့်လူ80ကျော်တိဆုံးခဲ့သည်ဟုသိရသည်အမေရိကန်လေကြောင်းတိုက်ခတ်မှုအပြီးတွင်ဟူတီများက၎င်းတို့သည်အောက်ပါတိုင်လုဆောင်ခဲ့ကြောင်းပြောကြားခဲ့သည် ပင်လယ်နီနဲ့အာရေဗျပင်လယ်ရှိအမေရိကန်စစ်တမတို့ကိုတိုက်ခိုက်ခဲ့ကြသည်၎င်းတို့သည် USS Alvision နဲ့ USS Arleigh S Truman လေတင်တမတို့အနည်းရှိအစောက်ကျတမတို့ကိုအထူးပြင်မှတ်ထားခဲ့ကြသည်ယမန်နိုင်ငံမျိုးတော်ဆာနာတွင်ပြန်တန်းနေသောအမေရိကန် MQ-9 drone ကိုပစ်ချခဲ့ကြသည်ဣဇရိနိုင်ငံတယ်လီဗီအနီးတွင်ဒုံးကျည်များပြေလုခဲ့သည်ယင်းကဒေတာတွင်၎င်းတို့၏စစ်ရေးလှုပ်ဆောင်မှုတွင်အဆင့်၁တစ်ခုကို ရောက်ရှိသွားသည်ဟုတီမာပြုခဲ့ကြသည်ဦးတီမြတ်ကအဆိုပါ3ရ3ခုကို3စချင်းမချင်းဟုခေါ်ပေါ်ကြသည်ယင်းတိုက်ခတ်မှုများသည်ရမန်ရှိအမေရိကန်စစ်တပ်၏လုံရအတွက်လက်စားစစ်ချင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်ဟူဒီမြိုင်တက်ခတ်မှုများသည့်အလွန်ထိရောက်မှုမရှိကြောင်းအမေရိကန်စစ်တပ်ကပြောကြားခဲ့သည်ဒေါကြီများနှင့်မောင်းတူမဲ့လေယာဉ်များသည့်၎င်းတို့၏ရေတပ်တင်းမောများကိုဆိုးဝါးစွာမတိခိုက်စေကြောင်း၎င်းတို့ကပြောကြားခဲ့သည်ဒီစဉ်ထဲမှာပင် ။ Israel ကကွေတပ်ဖွဲ့ IDF ကယမန်နိုင်ငံမှာလွတ်တင်ထားတဲ့ဒုံးမြောက်ပစ်ချခဲ့ကြောင်းဒုံးမြောက်ဒီ၎င်းတို့၏ပြစ်မှတ်များကိုမထိမိရပ်တန့်နိုင်ခဲ့ကြောင်းပြောသည်။လက်ရှိဖြစ်ပေါ်နေသောပြည်ပခန့်နှင့်နိုင်ငံတကာဆွေးဆိုနိုင်ငံတကာများကဆွေးနွေးမှုရှိခဲ့သည်။ဟူဒီပြစ်မှတ်တွေကိုလေကြောင်းတက်ခတ်မှုတွင်ဆက်လက်လှုံ့ဆော်သွားမည်ဟုအမေရိကန်ပြောကြားခဲ့သည်။ဖိလန်နီရှိဟူဒီတပ်ပေါ်များကဒီမော်များနှင့်စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များကိုတက်ခတ်ခြင်းကိုရပ်တန့်သည့်အထိဆက်လက်လှုံ့ဆော်သွားမည်ဟုပြောသည်။ တိုးပွန်လာတော့ချန်ဖယ်မှုများကြောင့်ဒေါ်ဝါတဝမ်းလုံးကစိုးရင်ပူရမှုများဖြစ်ပေါ်လဲစီသည်အစီအလဲပိုင်းတွင်ခြေနေကိုပိုဆိုးသွားစေခြင်းမှဆောင်းရှားရန်နှစ်ဖက်စလုံးကချုပ်တီးမှုပြရန်နှစ်ဖက်စလုံးကိုတောင်းဆိုနေကြသည်ယခုချိန်တွင်ပြည်ပခသည်အလွန်တက်ကြွနေသေးပြီးနှစ်ဖက်စလုံးကရတန်းလူသည့်အစိတ်အကြောင်များမပြသေးပေ